အဘိဓမ္မာကိုသင်လိုက်တာဟာသဘာဝတရားတွေကိုရှင်းရှင်းမြင်လို့အမှန်မြင်တဲ့တမာဒိဋ္ဌိဉာဏ်ကိုယဉ်တန်စေတယ်ပေါ့အဘိဓမ္မာကိုသင်ယူခြင်းအားဖြင့်နောက်ဆုံးမှာတမာဒိဋ္ဌိဉာဏ်ယဉ်တန်တမာဒိဋ္ဌိဉာဏ်ယဉ်တန်တယ်ဆိုတာအမှန်မြင်လာတယ်ကိုယ့်ဘဝကိုသိလာတယ်ကိုယ့်ရဲ့ဘဝအခြေအနေတွေကိုကောင်းကောင်းသိလာတယ် ကိုသွားနေတဲ့လမ်းကြောင်းကိုလည်းပဲရှင်းရှင်းကြီးမြင်လာစေတယ်အဲ့တော့အဘိဓမ္မာသင်ခြင်းရဲ့အကျိုးကျေးဇူးကဘုရားမချီးမားတယ်လို့ဒီလိုပြောတချို့ကစောရကတက်တာရှိသေးတယ်အဘိဓမ္မာမသင်ပဲနဲ့ရောသတ္တဗံမဖြစ်နိုင်ဘူးလားဆိုမိကွန်းနေမေးသေးတယ်နော်အဲ့ဒီမိကွန်းကြတော့ဘလို့ဖြည့်သိမ့်တယ်လဲဆိုအဘိဓမ္မာဆိုတာဘာပြောတာလဲ အဘိဓမ္မာခုနှစ်ကျမ်းကိုပြောတာလားအဘိဓမ္မာခုနှစ်ကျမ်းမသင်မဲနဲ့တော့သောတာပန်ဖြစ်နိုင်တယ်သို့တော့အဘိဓမ္မာဆိုတဲ့ယုတ်တရားနန္တရားမသင်မဲနဲ့တော့သောတာပန်မဖြစ်ဘူးလို့ပဲဖြစ်ရအောင်ရုံနာအကြောင်းမှ မသိရင်သောတာပန်ဖြစ်နိုင်ဘူးလေအဲ့တော့သောတာပန်ဖြစ်တယ်ဆိုတာကနမရူပပရိစ္ဆေဒညာအစနမရူပပရိစ္ဆေဒညာယုတ်နဲ့နံကွဲသွားမယ် ဒါပြင်သောတပန်ခုနှစ်နှစ်သမီးလေးဝိတာခသောတပန်ဖြစ်သွားတယ်ဆိုတာယုံဉဏ်ကွဲလာကွဲတာပေါ့မြတ်စွာဘုရားဟောနေတဲ့သစ္စာလေးပါးကိုနာလိုက်တာနဲ့သူကသိတယ်အဘိဓမ္မာမှာသင်ထားတဲ့ယုတ်တိဏ္ဍနေအကုန်လုံးဥပမာပဲစိတ်က89ရှိတယ်စိရသိက52ရှိတယ်လို့ယုတ်က20ရှိတယ်28ရှိတယ်လို့ဒီလိုသိတာကိုပြောတာမဟုတ်ဘူးနော် ဒီလိုသိတာကိုပြောတာဟုတ်ဘူးအဘိဓမ္မာလို့ဆိုလိုက်တဲ့ကိစ္စအတိအင့်တိတိုက်တာလေးတွေကိုသူသိသွားဆိုပါစို့ခန္ဓာ၅ပါးသိတယ်ဆိုလို့ရှိရင်ကိုယ်ခန္ဓာထဲမှာကြည့်ဝေဒနာကိုသိတယ်သင်ညာဖြစ်တာသိတယ်သင်္ခါရတွေဖြစ်တာသိတယ်ဝိညာဏဖြစ်တာသိတယ်ဟောဒါနာမ်ကိုသိတာပဲလေဝေဒနာတစ်ခုသိတာနဲ့လေနိဗ္ဗာန်ရတာပဲဝေဒနာနဲ့ဆက်စပ်ပြီးရုပ်ကိုလည်းသိတယ်ဟုတ်လား ခန္ဓာ၅ပါးညံထက်တဲ့ပုဂ္ဂိုလ်တွေကြတော့ခန္ဓာ၅ပါးခေါ်လိုက်တာနဲ့ရုပ်နဲ့နံ꿰ပြီးတော့ထူးခြားတဲ့အမြင်တစ်ခုရသွားတာပဲအဲ့တော့သောတပန်ဖြစ်ဖို့အဘိဓမ္မာသင်နေသလားအဘိဓမ္မာမသင်ဘဲနဲ့သောတပန်မဖြစ်ဘူးလားလို့ဆိုလို့ရှိရင်အဘိဓမ္မာဆိုတာဘာပြောတာလဲ ဘိဓမ္မာခုနှစ်ကြမ်းပြောတာလားသို့မဟုတ်အဘိဓမ္မာဆိုတာယုတ်နဲ့နံဆိုတဲ့ဒီလေးနဲ့တဲ့တရားကိုပြောတာလားလေးနဲ့တဲ့ယုတ်တရားယုတ်အကြောင်းနံအကြောင်းကိုမသိပဲနဲ့တော့သတ်တတ်ပါမဖြစ်ဘူးဒါတော့ပြောအဘိဓမ္မာခုနှစ်ကြမ်းတမသင်္ကနီဝီပင်ဓာတုကတာပုဂ္ဂလပညာကထာဝတ္ထုရမိုက်ပဋ္ဌာန်းဆိုတာမသိပဲနဲ့ဒီကျမ်းကိုမသိဘူးပဲနဲ့ ဒါတောတာပန်မဖြစ်နိုင်ဘူးလားဆိုဖြစ်နိုင်တယ်ဒါတော့ဥပမာတစ်ခုပြောပြမယ်ကားမောင်းတာပဲချိပေါ့ကားရဲ့အင်ဂျင်အစိတ်ပိုင်းအင်ဂျင်ကဘာတွေလှုပ်တယ်ဓာတ်ဆီကဘာတွေလှုပ်တယ်ကားရဲ့အကြောင်းကိုအသေးစိတ်မသိဘဲနဲ့ကိုယ်ကိုယ်တိုင်ကားမောင်းပြီးသွားလို့ရမရဆင်ခြင်စဉ်းစားချိပေါ့ ကားကြောင့်မသိဘူးဘာတွေနဲ့လှုပ်ထားတယ်ဆိုတာမသိဘူးကားရဲ့အင်ဂျင်တွေကဘယ်လိုလှုပ်လှုပ်တယ်ဓာတ်ဆီကဘယ်လိုလှုပ်တယ်ဆိုတာဒီမသိကျင်နေပါစေအ ਨੇ ဆုံးတော့ကားမောင်းကားသွားဖို့ကားနဲ့သွားခြင်းနဲ့ဆိုလို့ရှိရင်သူများမောင်းတာကိုစီးတာပြောတာမဟုတ်ဘူးနော်ကားနဲ့သွားခြင်းနဲ့ဆိုရင် how to drive ကားဘယ်လိုမောင်းရမလဲဆိုတာသိရမယ်ကားကိုဘယ်လိုမောင်းရမလဲ how to drive ဆိုတာသိရင်ကားနဲ့သွားလို့ရပြီအဲ့ဒီပုံကွာ အခုကမ်းမောင်းနေတဲ့လူတွေမေးကြည့်ပေါ့ပြက်လို့ရှိရင်ဘာဖြစ်မှမသိဘူးလေဝါရှော့သွားပြီးတော့ပြန်လာ how to drive တော့သိရအဲ့ဒီ how to drive သိတာဟာယုံ nant သိတာတော့ပဲပေါ့အဲ့တော့သောတာပန်ဖြစ်ဖို့ရာအတွက်ဒီယုံ nant ကိုတော့သိဖို့တို့တယ်ပေါ့ဒီလိုဆိုလို့အဲ့တော့အဘိဓမ္မာသင်တယ်လို့ဆိုတဲ့နေရာမှာအဘိဓမ္မာကျမ်းနေသင်တာဟာလည်းပဲ ရုပ်နဲ့နာမ်ကိုအသေးစိတ်သင်တာပဲရုပ်ကြောင်းနာမ်ကြောင်းကိုသင်တာလည်းပဲအပြီးတမှာသင်တာပဲလို့ခွဲခွဲခြားခြားသိဖို့လိုတယ်။ဘာဖြစ်လို့ဒါပြောတာတော့ဆိုဘုဒ္ဓဆက်မြစ်မှာဘုန်းကြီးတစ်ပါးကအပြီးတမှာနဲ့ပတ်သက်တဲ့စာတန်းတစ်ခုဖတ်တယ်။အဲ့လိုဖတ်တဲ့အခါမှာအိဋ္ဌတထဲကနေမေခွန်းတစ်ခုတက်လာ ဟိုကအဘိဓမ္မာကို emphasize လုပ်ပြီးတော့စာတမ်းဖတ်တာဟုတ်အဘိဓမ္မာဟာဘလို့အရေးကြီးတယ်ဒီ importance of အဘိဓမ္မာပေါ့အဘိဓမ္မာဘလို့အရေးကြီးတယ်ဆိုတာကိုစာတမ်းဖတ်တဲ့အခါမိဂုံးကဘလို့တက်တော့ဆိုအဘိဓမ္မာမတက်ဖဲနဲ့နိဗ္ဗာန်မရောက်ဘူးလားဆိုရင်မိဂုံးတက်လာတယ်နော်အဘိဓမ္မာမသိမဲနဲ့နိဗ္ဗာန်မရနိုင်ဘူးလားဆိုရင်မိဂုံးတက်လာတယ် ဖြည့်ဖြည့်ဓာတ်ဖို့လို့တာပေါ့ဗိဓမာဆိုတာဘာကိုဆွလို့တာလဲအဗိဓမာခုနှစ်ကျမ်းကိုပြောတာလားသုံးဖို့ယုတ်တရားနန္တရားတွေအကြောင်းကိုပြောတာလားယုတ်တရားနန္တရားအကြောင်းမတိပဲနဲ့နိဗ္ဗာန်ရတယ်ဆိုတာမရှိဘူးယုတ်တရားနန္တရားကိုသိရအဲ့ဒီယုတ်တရားနန္တရားသိတာဝိပဿနာဉာဏ်မဖြစ်ခင်ရှေ့ပိုင်းမှာသင်တာ နဘာရူပပြိစေရညာဆိုတာအခြေခံပဲရှိသေးတယ်လေနဘာရူပပြိစေရညာနဲ့ဒီပစ္ဆယပြိခာညာတို့ဆိုတာအခြေခံပဲရှိသေးတာဝိပဿနာရဲ့ foundation သဘောပဲဝိပဿနာရဲ့အာယုံကိုအသေးစိတ်ဖော်ပြတဲ့သဘောပဲရှိတယ်။ဒါဝိပဿနာဉာဏ်ဆိုဒီမှာအနိစ္စဒုက္ခအနတ္တဆိုတဲ့ ပါမေညလက္ခဏာကိုရှုမြင်သုံးသပ်နိုင်မှာဝိပဿနာဉာဏ်ဆိုတာဖြစ်တယ်ပေါ့ရုပ်တရားနံတရားကိုသိတာနေသဒုက္ခနတ္တမမြင်သေးဘူးဆိုလိုတာညာတပရိညာလို့ခေါ်တယ်ညာတပရိညာလို့ဆိုတဲ့အပိုင်းကနာမရူပပရိစ္ဆေဒနဲ့ပစ္စယပရိက္ခညာညာတပရိညာသိရမဲ့တရားတွေကိုသိရတယ် ဝိပဿနာဉာဏ်ရဲ့အာယုတရားတွေဟာဘာတွေလဲဆိုတာပိုင်းခြားသိဖို့လိုအပ်တယ်။အဲ့ဒီပိုင်းခြားသိမှုကိုအခြေပြုပြီးတော့တို့တရားတွေရဲ့ဘုံဆိုင်တာမညလက္ခဏာဖြစ်တဲ့အနိစ္စဒုက္ခအနတ္တရှုမြင်သုံးသပ်နိုင်မှာအတ္တမဟုတ်ဘူးအနတ္တဆိုတာပိုသေးချသွားတယ် နေဆမဟုတ်ဘူးအနေဆဆိုတာသိချာသွားဒုက္ခမဟုတ်ဘူးဒုက္ခဆိုတာပို့ပြီးတော့ထင်ရှားထင်ရှားသွားအဲ့တော့အဲ့ဒါလို့ဆိုလို့ဒါအဲ့တော့အဘိဓမ္မာသင်တာဟာသမာဓိဋ္ဌိဉာဏ်ကိုရင့်တန်စေနိုင်တယ်ဆိုတာအဘိဓမ္မာကြမ်းမဲ့သင်သင်အဘိဓမ္မာယုံ nant သဘာဝကိုပဲသင်သင်ဘယ်ဟာပဲသင်သင်သင်တာဟာသမာဓိဋ္ဌိဉာဏ်ကိုရင့်တန်စေနိုင်တယ်လို့ ဒီလိုပြောရအဲ့တော့အဘိဓမ္မာဟာဘိဓမ္မာညာဟာဘလောက်ရေးချီးတယ်ဆိုတာဒီပေါ့ဓမ္မသင်မဲနဲ့လုံးဝမသိပဲနဲ့ဆိုပါတော့ how to drive ကားဘလို့မောင်းရမယ်ဆိုတာမသိပဲနဲ့တက်မောင်းရင်ဟိုတိုက်ဒီတိုက်တိုက်ပေါ့ဖြစ်မှာ အဲ့တော့ဝိဓမ္မာမသင်မဲနဲ့ယုတ်တရားနံတရားအကြောင်းကောင်းကောင်းမသိပဲနဲ့တရားအထုတ်လို့ရှင်ဘာဖြစ်နိုင်ကိုတိုက်ဒီတိုက်တိုက်မှာပေါ့ဒါပဲပေါ့ယုတ်မှမသိနံမှမသိနော်ကိုတဏ္ဍမှာဝင်လာတဲ့စိတ်ထဲဝင်လာတဲ့အာယုန်တွေကိုဒီအာယုန်ကပြဉ္ညာမှမသိပရမမှမသိနော်အပ္ပထဝိပဒနာမကွဲအဲ့ဒါလို့ဖြစ်ဖြစ်ကုန်ပါဩ သမထအာယုံဆိုတာပြဉ္ညာခြေဘုံရဲ့အာပြဉ္ညာသမထရဲ့အာယုံကပြဉ္ညာအဲ့ဒီပြဉ္ညာတွေကိုရှုနေပြီးတော့ပရမတ်လို့သွားထင်နေလို့ရှိရင်ကိုလုံနေတာကသမထထင်နေတာကဝိပဿနာတို့လိုသွားဖြစ်တယ်တလွဲဖြစ်နေပေါ့အဲ့ဒီမတင်လို့ရှိရင်ကာမောင်းမတင်မနဲ့ကာမောင်းလို့ရှိရင်လွဲမှာပဲလေးတာဟိုတိုက်ဒီတိုက်တိုက်မှာပဲ ဒီလိုဖြစ်တာအဲ့ဒါကြောင့်မို့လို့အဘိဓမ္မာဆိုတာသင်ရတယ် how to understand how to understand how to know ရုပ်နဲ့နာမ်ကိုဘယ်လိုသိရမလဲရုပ်ဆိုတာဘယ်ဟာလဲနာမ်ဆိုတာဘယ်ဟာလဲဆိုတာလေသိစိတ်သိဖို့တိုးတယ်ပေါ့အဲ့ဒီသင်ယူခြင်းဟာအဘိဓမ္မာကိုသင်ယူခြင်းပဲဖြစ်တယ်ပြောလို့ဆိုတာเนาะ အဲ့ဒါကြောင့်မို့လို့အဘိဓမ္မာခုနှစ်ကျမ်းမှာလည်းပဲဖော်ပြရဲ့ဘာအကြောင်းလေးပြောတာလဲစိတ်အကြောင်းပြောတယ်စေတသိက်အကြောင်းပြောတယ်ရုပ်အကြောင်းပြောတယ်နိဗ္ဗာန်အကြောင်းပြောတယ်ဒီ၄နှစ်သက်တရားဓမ္မတွေအကြောင်းပြောတာကြီးပဲခေါင်းတော်အဲ့ဒါကြောင့်မို့လို့ပြောလိုက်မယ်ဆိုရင်ဆက်ဆက်လို့ကြည့်မယ်ဆိုရင်အဘိဓမ္မာသင်္မတ်သမ္မာဒိဋ္ဌိညာဟာပို့ပြီးတော့ရင့်တန်နိုင်တယ်ဆိုတာဒါသိကြတယ် အဘိဓမ္မာမတက်ဖဲအဘိဓမ္မာမသိပဲတရားအထုတ်လို့ရှင်ကာမမောင်းတက်ဖဲကာမောင်းတဲ့လူနဲ့သွားတူတယ်အဲ့ဒီမှာကာမောင်းတဲ့လူကိုလည်းပဲနှစ်ယောက်ချိတာနည်းနည်းပါပါကာမောင်းနည်းကိုသိတဲ့ပုဂ္ဂိုလ် how to drive ကိုသိတဲ့ပုဂ္ဂိုလ်ကသွားလို့ရတယ်ကာမောင်းလို့ရပြီသို့တော့ကားတစ်ခုတစ်စုံတစ်ခုဖောက်ပြီဆိုလို့ရှင်ဘာဖောက်မှမသိဘူးအဲ့လို တခါတော့ကဘုန်းကြီးတို့ကားနဲ့ခရီးသွားတော့ကားကလီဘာနင်းလို့ရှေ့တက်ဘူးကားမောင်းတဲ့လူက how to drive ဘယ်လိုမောင်းရမလဲဆိုတာတော့မသိတယ်ဘာဖြစ်မှမသိအဲ့တော့ဘာဖြစ်မှမသိတော့ဘာမှမလုပ်တတ်ဘူးပေါ့နော်ဘာမလုပ်တတ်တော့ workshop ဆရာစီသွားတဲ့အခါကျတော့ကားကဘာမှဖြစ်တာမဟုတ်ဖီလ်တာကြီးဆုတ်တာ နားလည်တဲ့လူကြတော့ဖိလ်တာလေးဆေးပြီးပြန်တက်ပေးလိုက်တာပြီးရောမလွယ်ဘူးလားအဲ့ဒါလိုပဲ how to drive လောက်တင်သိပြီးတော့ကားမောင်းလို့ရှိရင်ဘာဖြစ်လို့ဘာဖြစ်မှမသိတော့ရတ်တန့်သွားမှာပေါ့အဲ့တော့အဘိဓမ္မာမတင်မဲနဲ့လေးတက်တဲ့တရားတွေအလေးနဲ့မတင်မဲနဲ့တရားအထုတ်လို့ရှိရင်ကြီးဆိုတာနဲ့တွေ့ရင်သွားပြီပေါ့အဲ့ကြဒီလိုဆိုလို့လားနော် အဲ့တော့ကိုယ့်အကူလည်းမရှင်းနိုင်ဘူးလေကိုယ့်အကူမရှင်းနိုင်တော့အတင်ထားတဲ့ပုဂ္ဂိုလ်ကြတော့ရှင်းနိုင်ငယ်ငယ်တုန်းကကြားရတယ်အတန်နေထွက်လာတရားထုတ်တယ်ဆိုတော့စတတ်ဖို့မလိုဘူးစတတ်လို့ရှိရင်စာခံတယ်တဲ့ဟုတ်တယ်ဗောစတတ်လို့စာခံနေရင်တော့ဟိုရှေ့မတက်ဘူးလို့သူတို့ဆိုလိုတာဗောစာမတက်ရင်တော့ စတတ်လို့စခန္ဓာတော်သေးတယ်စမတတ်လို့အလိန်ခံရတာပိုဆိုးတာပေါ့နော်စတတ်လို့စခန္ဓာနေဆိုရင်တော့ထားပါတော့မာနကြီးတဲ့ပုဂ္ဂိုလ်စခန္ဓာခံမှာပေါ့နော်ဒါမာနရတာခံလို့ရတာလေအဲ့တော့စမတတ်လို့အလိန်ခံရရင်တော့သွားပြီပေါ့သောတပန်မဟုတ်ဘဲနဲ့သောတပန်လို့ပြောတာကိုဟုတ်တယ်တရားဓုတရားမြတ်မရဘဲနဲ့ရတယ်လို့ဟုတ်တယ်နေဒါအလိန်ခံရတာပဲ ပစ္စည်းအလိန်ခံရတာကတဘဝတရားဓမ္မနဲ့အလိန်ခံရရင်တသန္တရာလုံးရှုံးနိုင်တယ်ဒါကြောင့်မို့ဘုန်းကြီးကဆိုချင်တာတော့အဘိဓမ္မာသင်ယူခြင်းသည်တမ္မာဒိဋ္ဌိဉာဏ်ကိုရင့်တန်စေတယ်ဒါကြောင့်မို့အဘိဓမ္မာသင်ရမယ်လို့သူကဆိုသင်သင့်တယ်အလိန်မခံရအောင်သင်ရတမိုင်းနဲ့ပတ်သက်ပြီးတော့မြတ်မပြည့်မှာထင်ရှားတဲ့တမိုင်းဆရာကြီးတယောက်ကပြောတယ် ။သမိုင်းကိုဘာလို့တင်နေတာလဲဆိုမအားအောင်လို့တဲ့။ဟုတ်ကဲ့။သမိုင်းမတက်ရင်အပဲပေါ့နော်။သမိုင်းတင်တာမအားအောင်။အဲ့တော့အဘိဓမ္မာတင်တာဟာအလိမ်မခံရအောင်လို့တင်တာသူတို့ပြောအဘိဓမ္မာမတက်လို့ရှင်အလိမ်ခံရလိမ့်မယ်။အလိန်ခံရတယ်ဆိုတာတရားသူတရားမြတ်မဟုတ်ဘဲနဲ့တရားလို့ ကိုသိတဲ့တရားကတကယ်တရားစစ်တရားမှန်လည်းမဟုတ်ပဲနဲ့ပြီးတော့မှမတတ်တဲ့ပုဂ္ဂိုလ်အလိန်ခံလဲရအောင်သောတပန်ဖြစ်ပြီလို့အလိန်ခံလဲရမယ်သကရာဂံဖြစ်ပြီလို့အလိန်ခံလဲရမယ်အနာဂံဖြစ်ပြီလို့အလိန်ခံလဲရမယ်ယဟနာဖြစ်တယ်လို့အလိန်ခံလဲရမယ်ဟောပြီအဲ့ဒီအလိန်ခံတစ္စည်းလိန်သွားတာပြန်ရှာလို့ရသေးတယ်ဒီအလိန်ကြီးမိသွားလို့ရှင်တော့တန်တရာမှာဒါမိစ္ဆာဝါဒမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ် မဟုတ်တာကိုအဟုတ်ထင်နေရင်ဒါပို့ပြီးတော့စိုးတယ်နော်တရားလူတရားများရရမယ်အနေထားရှိတာမရဘူးဘာဖြစ်လို့အလိန်အညာနဲ့မိနေလို့ရနိုင်တဲ့အခွင့်အရေးဆိုတာအများရန်ရှိတာမဟုတ်ဘူးလူဆိုတာကြည့်နေဗြာဏိယံကတရား၅ပါးဆိုရတယ်ထင်ကျမ်းမာဘုရုရောသားဖြောင်းမဘုရုဒါတွေရှိမှ တရားတရားမြတ်ဆိုတာရနိုင်တာမကြမ်းမတဲ့အခါကျရဖို့ခက်သွားပြီလေအဲ့ဒါကြောင့်မို့လို့တပည့်တွေမှာတရားစကားနဲ့ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင်စာလို့ပြောတဲ့အခါအဘိဓမ္မာသင်ယူခြင်းဒီတမ္မာဒိဋ္ဌိဉာဏ်ကိုယဉ်တန်စေတယ်လို့ယဉ်တန်စေနိုင်တယ်လို့ဒီလိုပြောတာပို့ပြီးတော့ထင်ရှားတဲ့စကားလုံးနဲ့ပြောရရင်နော် အဘိဓမ္မာသိဉ္ဇခြင်းသည် အလိန်ခံရခြင်းမှလွတ်မြောက်နိုင်သည်ပေါ့တရားဓမ္မနဲ့ပတ်သက်ပြီးအလိန်ခံရခြင်းမှလွတ်မြောက်နိုင်သည်အဲ့တော့အလိန်ခံနေရတဲ့လူတွေမရှိဘူးလားအများကြီးရှိတယ်နော်တတိထားတရားထုတရားကြောင်နေနဲ့အလိန်ခံနေရအဲ့ဒီအလိန်နဲ့ဝင်သွားလို့ရှိရင်တော့ပူဆိုးသွားမယ်အဲ့ ဒါကြောင့်မလို့ဘုရားမြတ်စွာရဲ့ဟောကြားတဲ့တရားတွေဟာအထင်ရှားရှိနေပါသေးရဲ့မိမိကိုယ်တိုင်သိအောင်ကြိုးစားလို့ဖြစ်နိုင်ပါရဲ့တန်းနဲ့မသိဘဲနဲ့သူများပြောတာလေးနောက်နဲ့ရှင်းလက်နေရတဲ့ဘုရားဆိုပဲကောင်းမယ်ကိုယ်ကိုယ်တိုင်သိအောင်ကြိုးစားကိုယ်ကိုယ်တိုင်သိအောင်ကြိုးစားအဲကြောင့်မို့တရားဓမ္မနဲ့ပတ်သက်ပြီးအလိမ်မခံခြင်းအလိမ်မခံရအောင်ပြီးတော့မှသင်ပါတော့ တမာဒိဋ္ဌိဉာဏ်ရင့်တန်စေဖို့အတွက်လည်းအဘိဓမ္မာကိုသင်ပါလို့ဒီလိုပြောကြတာအစကပြောခဲ့တဲ့